မနေ့ကအီရန်ကိုထရန်ကပို့လိုက်တဲ့စာကြောင်းဥရောပတိုက်ကောအရှိအလယ်ပိုင်းနိုင်ငံတွေပါတုံ့နှုတ်နေကြပြီဖြစ်ပါလေထရန်ကအီရန်အနေနဲ့နျူကလ িয়ার ရေးနဲ့ပတ်သက်ပြီးဆွေးနွေးမလားစစ်ဖြစ်မလားဆိုပြီးတရားဝင်တွေပြောလိုက်တာပဲဖြစ်ပါလေအီရန်အနေနဲ့နျူကလ িয়ার လက်နက်ဖြတ်သိမ်းရေးအတွက်ဘေးယူလို့ညှိနှိုင်းဖို့သဘောမတူဘူးဆိုရင်အမေရိကန်အနေနဲ့စည်ရင်းနီလန့်ကိုအသုံးပြုကောင်းပြုရလိမ့်မယ်လို့ဒေါ်နယ်ထရန်ကပြောသွားတာဖြစ်ပါလေနျူကလ িয়ার လက်နက်ဖြတ်သိမ်းရေးနဲ့ပတ်သက်လို့ အပေးယူလို့ညှိနှိုင်းမယ်ဆိုရင်အီရန်အတွက်တော့အခြေအနေကောင်းပါလိမ့်မယ်လို့ပြောတဲ့စာကိုအီရန်နိုင်ငံရဲ့အုပ်ချုပ်ဘာသာရေးကောင်းဆောင်ကြီးအလီခါမီနီဆိုကိုထရန့်ကပေးပို့ထားတယ်လို့ဖောက်သတင်းဌာနနဲ့အင်တာဗျူးမှာထရန့်ကပြောပါတယ်စီရင်နီလောက်တုံးမယ်ဆိုရင်တော့အီရန်အနေနဲ့အလုံးစိုးရတဲ့အခြေအနေနဲ့ရင်ဆိုင်ရမယ်လို့ခန့်ကပြောဆိုခဲ့ပါတယ်။ခန့်နဲ့အီရန်ကြားထဲမှာခန့်ရဲ့အရင် ပထမသမ္မတတက်တဲ့မှာကလေးကအခြေအနေမကောင်းကြတာဖြစ်ပါလေ အီရန်နဲ့အမေရိကန်ချုပ်ဆိုခဲ့တဲ့နျူကလ িয়ার လက်နက်ထိန်းချုပ်ရေးစာချုပ်ကနေခရက်ထက်မှာအမေရိကန်ကပထမဆုံးနှုတ်ထွက်ခဲ့ပါလေ။အဲဒီနောက်အီရန်ကတစ်နှစ်လောက်ထိတော့စောင့်ထိန်ခဲ့ပေမဲ့နောက်ပိုင်းမှာအီရန်ကလည်းထွက်ပါလေ။ခန်းကလက်စားချစ်တဲ့အနေနဲ့အီရန်ရဲ့ထိပ်သီးခေါင်းဆောင်တူဖြစ်တဲ့ဗိုလ်ချုပ်ဂျီဆိုလီမန်နီကိုဒရုန်းနဲ့လုံခြံတပ်ဖြတ်ခဲ့ပါလေ။အဲဒီကတည်းကအီရန်ရဲ့အမေရိကန်ဂျာထဲမှာအခြေအနေဟာပြတ်မကောင်းနိုင်တော့ပဲတင်းမာမှုတွေဟာအရန်မြင့်တက်လာတာဖြစ်ပါလေ။ ။အမေရိကန်နဲ့အီရန်ကြားမှာပြဿနာရှိနေပြီးမကြခင်တစ်ခုခုဖြစ်တော်မယ်လို့လည်းထရန့်ကပြောပါလိမ့်။ငြင်းကြဲတဲ့သဘောတူညီချက်နဲ့ပြဿနာကိုရှင်းချင်ပေမဲ့တခြားနည်းလမ်းကပဲပြဿနာရှင်းနိုင်မယ်လို့ဆိုခဲ့ပါလိမ့်။သမ္မတထရန့်ကန်လန်းလိုက်တဲ့ဆွေးနွေးညှိနှိုင်းရေးစီစဉ်မှာဘလို့ချက်လက်တွေပါဝင်လဲဆိုတာတော့အင်ဖြူတော်ကပြန်လဲဖြည့်ကြားခြင်းမရှိပါဘူး။ကုလသမဂ္ဂဆိုင်ရာအီရန်မြေနဲ့တန်ဖွဲ့ကလည်းခုချိန်ထိတော့အမေရိကန်သမ္မတပေးပို့တဲ့စာကိုလက်ခံရရှိခြင်းမရှိသေးဘူးလို့ပြောပါလေ။သမ္မတထံက အီရန်မြေတဲ့တန်ဖွဲ့ကတစင်စာမပို့ပဲနဲ့ဘလို့ကနေဘလို့ပို့လိုက်တာလဲဆိုပြီးမေးခွန်းလိုက်ထုံနေပါလေသမုတ်ထရန့်ဟာစာပို့တယ်ဆိုပြီးအယောင်ပြပြောဆိုတာလားစာပဲမရောက်သေးတာလားဒါလည်းသေချာမသိသေးပါဘူးအီရန်ရဲ့နျူကလ িয়ার စီစဉ်ဖြတ်သိမ်းရေးနိုင်ငံဆောင်ပါဝင်တဲ့ JCPOA သဘောတူစာချုပ်ကိုတမဟောင်းအိုဘားမားလက်ထက်2015မှာအမေရိကန်ကလက်မှတ်ထိုးခဲ့ပေမဲ့တမရထရန့်ရဲ့ပထမကြိမ်တမရသက်တမ်းတာဝန်ယူတဲ့2018မှာသဘောတူစာချုပ်ကနေနှုတ်ခတ်ခဲ့တာပဲဖြစ်ပါတယ် ဒါကြောင့် even နဲ့ trend ကြတဲ့မှာတော့ပြဿနာဟာအများကြီးရှိနေပါလေအခု trend ကပေးတဲ့စာနဲ့ပတ်သက်ပြီးနိုင်ငံဆွေးနွေးဖို့ trend ရဲ့ကန့်လန့်ချက်ကို Iran ကောင်းဆောင်ကြီးခမေနီကလည်းလက်မခံဘူးလို့ဆိုပါလေစေစံညီနိုင်ဆွေးနွေးနေတဲ့မဟုတ်ဘဲနဲ့ချင်းချောက်ပြီးတော့လိုချင်တာတောင်းယူတဲ့နည်းနဲ့လာဆွေးနွေးမယ်ဆိုရင်တော့ Iran ကဘယ်တော့မှလက်မခံဘူးလို့ပြောပါလေ Iran က American ရဲ့ဖိအားပေးနေတာကိုလည်းကန့်ကွက်ကြောင်းခမေနီကပြောပါလေ Iran ရဲ့ missile တွေနဲ့ဒေသတွင်းအောဆာလွှမ်းမိုးမှုကို ကန့်တတ်ဖို့ရည်ရွယ်လှုံ့ဆော်တာဖြစ်လို့လုံးဝလက်မခံနိုင်ဘူးလို့ပြောပါလေအစိုးရရရှိဖို့နဲ့စကားပြောခြင်းမှာအမေရိကန်ပြည်ထောင်စုကိုနည်းမဲ့တက်မပြောပြမဲ့လို့ခမနီကအနိုင်ကျင့်တဲ့အစိုးရတရက်ကဆွေးနွေးပွဲတွေလုပ်ဖို့အီရန်ကဆက်ပြီးဖိအားပေးနေတော့ပဲဆိုပြီးတွယ်ဝိုက်နေနဲ့ပြောတော့ပါလေသမရထရန်ကအီရန်ဘောတိုင်းကောင်းဆောင်ခမနီထံစာတစောင်ပေးဖို့ကတဲ့အကြောင်းပြောဆိုပြီးနောက်တရက်မှာခမနီစီကအဲ့ဒီလိုမှတ်ချက်စကားထွက်ခဲ့တာပါ ်ထရန်စာထဲမှာအီရန်ကသတိတရအရှိန်မြင့်လာတဲ့နျူကလ িয়ার စီစဉ်ကန့်သတ်ဖို့နဲ့သူရဲ့ပထမသတ္တန်တို့ကဘရိတ်ကန်နှုတ်ခတ်ခဲ့တဲ့အီရန်သဘောတူစာချုပ်နေရာမှာသဘောတူညီမှုစာချုပ်အသစ်တရအစားထိုးဖို့ချုပ်ဆိုဖို့တောင်းဆိုထားတယ်လို့တော့ကနဦးသိရပါတယ်မေဂန်တောင်းဆိုမှုတွေကအီရန်ကိုစီရေးရောဒေတာတွေအောစာလုံးမှုအပိုင်းမှာပါအညွန့်ချိုးဖို့ကန့်တက်ဖို့လာလုံးနေတာလို့ခါမင်ဒီကပြောပါတယ်အီရန်ပြောရမယ်ဆိုရင်တော့အာရဗ်နိုင်ငံတွေထဲမှာ ထိပ်သီး ်ဩဇာကြီးတဲ့နိုင်ငံတနိုင်ငံလည်းဖြစ်ပါတယ်အရှေ့လေပိုင်းကလက်နက်ကိုင်အဖွဲ့တွေရဲ့နောက်ွယ်မှာအီရန်ရှိတယ်ဆိုတာလည်းအားလုံးကအသိဖြစ်ပါတယ်အခုအစ္စရေးနဲ့တိုက်နေတဲ့ Hezbollah Hamas ဟူသီအစရှိတဲ့လက်နက်ကိုင်အဖွဲ့တွေကိုလည်းအီရန်ကပဲထောက်ပံ့ပေးထားတာဖြစ်ပါတယ်ဒီလို US စနစ်မှုမျိုးကအီရန်နဲ့နောက်ကဘာကြားပြဿနာကိုကိုက်တွယ်ဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့ခါမေနီကတော့ပြောသွားပါတယ်။ခါမေနီနဲ့ပြောဆိုကြတဲ့ပတ်သက်ပြီးထရန့်ကတော့ဘာမှတုံ့ပြန်ခြင်းမရှိသေးပါဘူး။ နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။ NATO ဖွဲ့ဝင်နိုင်ငံတွေအနေနဲ့စစ်ဆေးမထုတ်ဘူးဆိုရင်သူတို့ကအမေရိကန်ကလည်းအကောက်ကိုမပေးဘူးလို့ Trump ကပြောပါတယ်။ NATO ဖွဲ့ဝင်မဟာမိတ်နိုင်ငံတွေပေါ် Washington ရဲ့ခုခံကောက်ဝင်မဲ့စံတော်နဲ့ပတ်သက်လို့ American သမ္မတ Trump ရဲ့ပြောဆိုချက်ကြောင့်တွေးဟဖြစ်နေခဲ့ပါတယ်။ NATO နိုင်ငံတွေအနေနဲ့သူတို့ကိုယ်တိုင်အောင်လုံလောက်တဲ့ကောက်ဝေးစေးမဆိုင်ထုတ်ဘူးဆိုရင်ကျွန်တော်တို့ကလည်းအကောက်ကိုပြီးမှမဟုတ်ဘူးလို့ Trump ကတည်လက်ပြောပါတယ်။ ဒါဟာတာမန်အဖြစ်တော့လက်တွေ့သဘောပါပဲအမှန်ပဲဖြစ်တယ်သူတို့ကပတ်စံမထုတ်ပေးရင်ကျွန်တော်တို့ကလည်းသူတို့အတွက်ခုခံကောက်ွက်ပေးစရာအကြောင်းမရှိဘူးလို့ထရန့်ကသတင်းထုတ်တွေကိုဖေးပါတယ်ထရန့်ဟာသူ့ရဲ့အမည်ကိုနှစ်ပေါင်းများစွာခံယူကျင့်သုံးခဲ့ပြီးသူ့ရဲ့ပထမတက်တန်းတွင်းကလည်းနေတိုးမဟာမိတ်တွေကိုအသိပေးထားပြီးဖြစ်ပါတယ်နေတို့ဖွဲ့မှာတခြားအဖွဲ့ဝင်တွေယူငွေသုံးဆမှုပိုများလာတယ်လို့သူက ပြောပေမဲ့အခုတော့ကာကွယ်ရေးစိတ်မလုံးလောက်သေးဘူးလို့မှတ်ချက်ချခဲ့ပြန်ပါလေခန့်ကမှတော့ဥရောပနိုင်ငံတွေကပို့တော်ပေးတင်တာပါ အမေရိကန်ကအဝေးကြီးပါဒါပေမဲ့အမေရိကန်ကပဲ90ရာခိုင်နှုန်းတော့ထောက်ပံ့နေရတယ်ဆိုပြီးတော့တခြားနိုင်ငံ NATO ဖွဲ့ဝင်နိုင်ငံတွေကိုရည်ညွှန်းပြောပါတယ်အရင်ရုရှားတိုက်ခိုက်ရတဲ့အန္တရာယ်ကိုတံမြန်မှုအဓိကရည်ကျင်တဲ့1949မှာစတင်ဖွဲ့စည်းခဲ့တဲ့ NATO ဖွဲ့ရဲ့အလဲဘူမှာစီးရင်ရအပြန်အလှန်ကူညီပေးရေးစီးမြင်ထည့်သွင်းရေးဆွဲထားပါတယ်အထက်ပါထရန်မှတ်ချက်စကားဟာဥရောပတိုင်းမှာအာရှတိုက်မျိုးတော်တွေအထိအချက်ပေးခေါင်းလောင်းတဲ့ကိုဖြစ်ပေါ်သွားပါတယ် ခလာဇလန်စကီနဲ့ထိတ်တဲ့ညင်ပေါ်ပြီးတော့အမေရိကန်ရဲ့လုံခြုံရေးအာမခံချက်ချွတ်ချော်သွားမဲ့ရေးကို နေတိုနိုင်ငံတွေကခေါင်းဆောင်တွေကလည်းစိုးရိမ်နေပါတယ်။တစ်ချက်တစ်မှားမှာလည်းပူတင်နဲ့ဆက်ဆံလို့တဲ့ဆန်လာရှိကြောင်းထရန့်ကပြသခဲ့ပါတယ်။နေတိုဖွဲ့ရောဘတ်ခေါင်းဆောင်တွေမိမိတို့ကာကွယ်ရေးအတွက်ငွေပို့သုံးဖို့အစီအစဉ်ကိုထောက်ခံခဲ့ပြီးယူကရိန်းဘက်မှဆက်လက်ရည်တည်သွားမယ်လို့တော့မလာချောင်းတွေကကတိပြုခဲ့ပါတယ်။နေတိုနာကအတွက်တချို့ကစိုးရိမ်မှုတွေရှိနိုင်တယ်ဆိုတာကျွန်တော်သိတယ်။ဒါကြောင့်ရှင်းပြပြရစေ။ အဒလန်ဒိတ်သမုဒ္ဒရာဖြတ်ကျော်တဲ့မိဘဆက်ဆံရေးဟာကျွန်တော်တို့မဟာမိတ်ဖွဲ့ရဲ့အခြေခံအုတ်မြစ်ပါသမုဒ္ဒခံကအမေရိကန်ဂရီကိုနဲ့နေတိုးပေါ်ပုဂ္ဂိုလ်ရေးအရာဂရီကိုကိုရှင်းရှင်းလင်းလင်းခြားပြထားပြီးဖြစ်ပါတယ်ဥရောပမှာကာကွယ်ရေးသုံးစိတ်ပိုလို့ရမယ်ဆိုတဲ့မျှော်လင့်ချက်ကိုလည်းသူ့ဘက်ကရှင်းပြထားပါတယ်လို့နေတိုးထရီတွင်မှကျွန်မရူတာကပြောပါတယ်ပြည်တော်ကျုပ်ပီယာစတောင်းမားနဲ့ပြီးခဲ့တဲ့တဲ့ဘက်ကပူတွေ့ကျင်းပခဲ့တဲ့သတင်းစာရှင်းပွဲမှာခံကနေတိုးရဲ့အပြန်အလှန်ကာကွယ်ရေးအတွက် မရိကန်ရဲ့ဂရိကုတ်တွေကိုတော့အတည်ပြုခဲ့ပြီးဖြစ်ပါတယ်။နှလုံးစင်မှာတော့လူရိုဘီလီယံရှေ့အကုံကြမဲ့ကာကွယ်ရေးစီစဉ်ကိုဥရောပကောင်စီကတည်ပြုထားပါတယ်။ဥရောပကော်မရှင်ဥက္ကရာအာဆူလာဘူနာလီယံတင်သွင်းတဲ့ဘီလီယံရှေ့အတန်ဖိုးရှိတဲ့ဥရောပလူကြိုးရေးနဲ့ကာကွယ်ရေးစီစဉ်ကိုကောင်ထယ်ဘော်ဘရက်ဆဲမှာကျင်းပတယ်။ဥရောပကောင်စောက်များအရေးပေါ်ထိပ်သီးဆွေးနွေးပွဲကတည်ပြုလိုက်ပါတယ်။ရီယယ်ရိုရိုမြေပေးထားတဲ့ဥရောပကာကွယ်ရေးစီစဉ်ကိုဖော်ဝင်နိုင်ငံအားလုံးက သဘောတူလက်မှတ်ရေးထိုးပြီးဥရောပလုံခြုံရေးကိုဥရောပကပဲတာဝန်ယူဖို့ဖြစ်တယ်လို့ဥရောပကောင်စီဥက္ကဋ္ဌအန်တိုနီယိုကိုစတာကလည်းပြောပါရယ်ယူကရိန်းစစ်ပြင်ကတွေ့ကြုံတဲ့သင်ခန်းစာတွေပေါ်ခြေခံပြီးရေးတကြီးလိုအပ်တဲ့လေကြောင်းရန်ကာကွယ်စနစ်တွေဒုံးကြီးတွေ drone တွေကိုဥစားပေးထုတ်လုပ်ဖို့မိမိတို့ရည်ရွယ်တယ်လို့အန်တိုနီယိုကိုစတာကပြောပါရယ်ယူကရိန်းရဲ့လုံခြုံရေးဟာဥရောပရဲ့လုံခြုံရေးဖြစ်တဲ့အတွက်ဥရောပကာကွယ်ရေးအကောင်မောင်းတမ်းဖြစ်ဖို့ကြိုးပမ်းမှုဟာယူကရိန်းအတွက်အများကြီးထောက်ကူပေးလိမ့်မယ်လို့အန်တိုနီယိုကော့စတာကပြောပါရယ် ဥရောပကော်မရှင်ဩခရာအာဇူလာမနာလီယန်ကတော့ဥရောပကာကွယ်ရေးအစီအစဉ်ဟာဥရောပလုံခြုံရေးအတွက်သာမကယူကရိန်းကိုလွတ်လပ်စွာကူညီပေးနိုင်ဖို့လည်းရည်ရွယ်တယ်လို့ပြောထားတာဖြစ်ပါတယ်။နောက်ထပ်သတင်းမှုပြောချင်ပါတယ်။ယူကရိန်းမှာသမရရွေးကောက်ပွဲကျင်းပဖို့ယူကရိန်းတိုက်ခံနေတဲ့ထန့်လက်ထောက်တွေလှုပ်ဝဲဆွေးနွေးကြတယ်လို့သိရပါတယ်။စစ်ဖြစ်နေတဲ့ယူကရိန်းမှာသမရရွေးကောက်ပွဲအမြင်ကျင်းပရေးကိုယူကရိန်းအဓိကတိုက်ခံနေတဲ့ထန့်ရဲ့လက်ထောက်တွေလှုပ်ဝဲတွေ့ဆုံခဲ့တယ်ဆိုပါတယ်။ ယူကရိန်းမှာတော့ Republican Party နဲ့နှီးနွယ်တဲ့နိုင်ငံခြားရေးမူဝါဒကျင့်ကျင့်သူတို့တို့အတည်ပြုတဲ့အဲ့ဒီဆုနုဘက်မှာငွေကြေးချုပ်ဟောင်းတိုင်မိုရှင်ကိုနဲ့ယူကရိန်းသမ္မတဟောင်းပိုလိုရှန်ကိုဦးဆောင်တဲ့ European Solidarity နိုင်ငံရေးပါတီမှာကိုယ်စားလှယ်တွေလည်းပါဝင်ခဲ့တယ်လို့ Politico Magazine ရသိရပါတယ်။သမ္မတဇလန်စကီရဲ့ယာရုသက်တမ်းဟာ2024မေလမှာကုန်ဆုံးခဲ့ပေမဲ့ယူကရိန်းမှာဆေးအုပ်ချုပ်ရေးရှိနေလို့သက်တမ်းဆက်တိုးထားတာဖြစ်ပါတယ်။ထန်က ဇလန်စကီးကရွေးကောက်ပွဲမလုပ်ပေးတဲ့အတွက်ကြောင့်အာနာရှင်ဖြစ်ကြီးညွှန်ထားပြီးမကြခင်ရွေးကောက်ပွဲကျင်းပနိုင်ဖို့မျှော်လင့်ထားတယ်လို့ပြောပါရယ်။ဒါပေမဲ့ဥရောပအတိုက်ခေါင်းဆောင်တွေကတော့ဇလန်စကီးဟာအာနာရှင်မဟုတ်ဘူးလို့အာမခံကြောင်ပြောပါရယ်။စစ်ဖြစ်နေတဲ့နိုင်ငံမှာစေအုပ်ချုပ်ရေးထောက်ထားတဲ့အခြေအနေမှာရွေးကောက်ပွဲကျင်းပလို့ကလုံးဝမရပါဘူး။ပြတိမ်မှာဆိုတဲ့ဒုတိယကမ္ဘာစစ်ကာလမှာစေအုပ်ချုပ်ရေးထောက်ထားလို့ရွေးကောက်ပွဲမကျင်းပခဲ့တာ၁၀နှစ်လောက်ရှိတယ်ဆိုပြီးတော့လက်ရှိပြည်တွင်းဝန်ကြီးဥစာခီယာစတောင်းမတ်ကပြောပါရယ်။ ။ဒါကြောင့်ဇလန်စကီဟာလုံးဝအာဏာရှင်မဟုတ်ဘူးလို့ဥရောပကောင်စီကလည်းပြောပါတယ်။ဒါပေမဲ့ထရန့်ကတော့ဘာမှခြေပါခြင်းမရှိပါဘူး။ယူကရိန်းမှာဇလန်စကီကိုထောက်ခံသူ400ခန့်လုံးပဲရှိတယ်လို့ထရန့်ကပြောဆိုပေမဲ့လည်းအဲ့ဒီပြောဆိုချက်အတွက်တသက်အထောက်ထားလည်းမပြနိုင်ပါဘူး။ဥရောပစတန်ယာယူကရိန်းမှာဇလန်စကီကိုထောက်ခံသူဟာ80%ကျော်နဲ့အထက်ရှိပါတယ်။ခရန့်ကဒီလိုပြောဆိုပေမဲ့ပြည်တွင်းဈေးကွက်သုတေသနကုမ္ပဏီ ဆာဗေးရှင်းရဲ့မကြောက်သေးခင်ကမဲစစ်တပ်ကောက်ယူချက်အရလည်းယူကရိန်းပြည်သူ80ရာခိုင်နှုန်းကျော်ကဇလန်စကီကိုထောက်ခံပေးပေးလိမ့်မယ်လို့ဆိုနေပါတယ်။ယူကရိန်းစစ်ဝစီကြောင့်ဘိုးချုပ်ကြီးဆလုရှင်ကြီးကတော့ချိုတိမဲစစ်တပ်မှာ20ရာခိုင်နှုန်းပိုရိုရှန်ကိုနဲ့တိုင်မိုရှင်ကိုတော့10ရာခိုင်နှုန်းနဲ့ငါးတသမ9ရာခိုင်နှုန်းရရှိထားပါတယ်။တကယ်လို့ဇလန်စကီကိုသူနီးသူဟန်နဲ့ဖြုတ်ချလိုက်ပြီးအနည်းဆုံးသမရဖြစ်နိုင်ခြင်းကတော့ ကာကွယ်ရေးဦးစီးချုပ်ဟောင်းဗိုလ်ချုပ်ကြီးဆလုရှင်ကြီးပဲဖြစ်ပါတယ်ဆလုရှင်ကြီးသာဖြစ်လာမယ်ဆိုရင်စစ်ဟာပို့ဆိုးတောင်းအောင်လည်းအားလုံးကစိုးရိမ်နေကြတာဖြစ်ပါတယ်ပိုရိုရှန်ကိုနဲ့တိုင်မိုရှင်ကိုတို့ကိုရွေးဖို့ကလည်းတော်တော်လေးကို ဝေးနေပါသေးတယ်အမေရိကန်ဟာယာယီပစ်ခတ်ရစဲယူကရိန်းမှာဖော်ဆောင်ပြီးရွေးကောက်ပွဲတွေကျင်းပပြီးနောက်တရားဝင်ငြိမ်းချမ်းရေးသဘောတူညီချက်အားလက်မှတ်ထိုးနိုင်ရေးကိုအားပေးဖော်ဆောင်ချင်ပုံရတယ်လို့ဆိုပါတယ် ရုရှားကတော့ဇလန်စကီးဟာတရားဝင်အစိုးရမဟုတ်တဲ့အတွက်ဇလန်စကီးနဲ့ဆွေးနွေးဖို့အကြောင်းမရှိဘူးဆိုပြီးတမရပူတင်ကပြောထားတာဖြစ်ပါတယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။ဒေါ်လာ53ဘီလီယံကုန်ကျမဲ့အီဂျီရဲ့ဂါဇာပြည်လဲထူထောင်ရေးစီမံချက်ကိုအမေရိကန်နဲ့အစ္စရေးကတော့အပြင်းထန်ကန့်ကွက်နေပါလေ။စပွဲပြီးပါလက်စတိုင်းပြည်သူ1.3တန်ကိုအပြောင်းအရွှေ့လုပ်เสียမလို့တဲ့ ဂါဇာဒေသပြန်ထူထောင်ရေးစီမံချက်ကိုအီဂျစ်ကပြီးခဲ့တဲ့ရက်ပိုင်းကကိုင်ရိုမှာကျင်းပတဲ့အရေးပေါ်အာရဗ်နိုင်ငံများထိပ်သီးစည်းဝါးတင်ပြရာအာရဗ်ကောင်စုံတွေကထောက်ခံခဲ့ပြီးအမေရိကန်နဲ့အစ္စရေးတို့ကကန့်ကွက်ပါတယ်။ဒီစီမံချက်ကအမေရိကန်ဒေါ်လာ53ဘီလီယံကုန်ကျမှဖြစ်ပြီးတော့ဟာမတ်စ်ဖွဲ့ကလည်းလက်ခံကြိုးဆိုပါတယ်။ဒါပေမဲ့အင်ဖြူတော်နဲ့အီဇွေးနိုင်ငံခြားရေးဝန်ကြီးဌာနတို့ကအဲ့ဒီ RS စီမံချက်ဟာဂါဇာမှာရှိတဲ့လက်တွေ့အခြေအနေတွေကို မဖြစ်ရှင်းပေးနိုင်ဘူးလို့ဆိုပါတယ်ပြည်ထနာတွေတော့ပိုဆိုးသွားလိမ့်မယ်လို့ဆိုပါတယ်ပါလက်စတိုင်းသားတွေကိုအကုန်ရွှေ့မဲ့ဒေါ်နယ်ထရန့်ရဲ့စီမံချက်ကိုသာထောက်ခံနေပါတယ်ဒေါ်နယ်ထရန့်ရဲ့စီမံချက်အရဆိုရင်ဂါဇာဒေသဟာပြောရမယ်ဆိုရင်တော့တောင်ကုန်းယူရုံမှာပြင်ဖြစ်သွားနိုင်ခြေရှိပါတယ်အားလုံးကိုဖယ်ထုတ်ပြီးအားလုံးကိုဖယ်ရှားရှင်းလိုက်ပြီးမှဂါဇာကိုပြန်လည်တည်ဆောက်ဖို့ထွန်းကအဆိုပြုနေတာဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီကိစ္စကြီးကထွန်းထင်တယ်လို့လည်းမလွယ်ဘူးလို့ပြောပါတယ် အစ္စရေဟာမတ်ပြခရစေပထမဆင်ကမလတရနေ့မှာတက်တန်းစစ်ခဲ့ပြီဖြစ်ပြီးပထမဆင်ကာလတက်တန်းတို့ကိုအမေရိကန်ရဲ့ကလန်ချက်ကိုဟာမတ်ကလက်ခံလာအောင်ဖိအားပေးတဲ့အနေနဲ့အစ္စရေကဂါဇာကိုထောက်ပံ့ရေးပစ္စည်းတွေပို့ဆောင်ခွင့်ရပ်ဆိုင်းထားပါတယ်။ဟာမတ်ဘက်ကတော့အပြည့်ရဲ့ဒုတိယဆင်ကိုသာစတင်ကျင်းနေဆိုပါတယ်။အီဂျီဂါဇာထူထောင်ရေးစီမံချက်မှာပါဝင်တာကအဆင့်3ဆင့်ကာလအဖြစ်9နှစ်ကြာပါမယ်ပထမအဆင့် အပြည့်အစည်တွေနဲ့မပေါက်ကွဲသေးတဲ့စစ်လက်လက်ပစ္စည်းတွေကိုရှင်းလင်းမှာဖြစ်ပြီးဒေါ်လာ3ဘီလီယံကုန်ပါမယ်။ဒုတိယအဆင့်နှစ်နှစ်ကြာပါမယ်။အိယာလျှက်စစ်မီရေဝန်ဆောင်ရေးလုပ်ငန်းတွေတည်ဆောက်မယ်။ဒေါ်လာဘီလီယံ20ကုန်မယ်။တတိယအဆင့်လေဆိပ်တစ်ခုစိတ်ကန်းနှစ်ခုစက်မှုဇုံတစ်ခုတည်ဆောက်မှာဖြစ်ပြီးဒေါ်လာဘီလီယံ30အချိန်နှစ်နှစ်ကြာပါမယ်။ ဒီစီမံချက်ရပါလက်စတိုင်းပညာရှင်တွေပါဝင်တဲ့အောက်ချုပ်ရေးကော်မတီတရဖွဲ့စည်းပြီးအဲဒီကော်မတီကပါလက်စတိုင်းအာဏာပိုင်အဖွဲ့ဂါဇာကိုပြန်မရောက်မီဂါဇာရေးစီမံမှာဖြစ်ပါမယ်။ဟာမတ်အုပ်စုက2009ခုနှစ်မှာဂါဇာကိုအပြည့်အဝထိန်းချုပ်ခွင့်ရသွားပြီးပါလက်စတိုင်းအာဏာပိုင်အဖွဲ့ကိုနှိမ်ထုတ်ကာတိုက်ခန့်အလုံးကိုနှိမ်နင်းခဲ့တာဖြစ်ပါလေ။ခရန်ကပြောတဲ့ဂါဇာစီမံချက်မှာတော့ပြန်လည်တည်ဆောက်ရေးအတွက်ပါလက်စတိုင်းသားတွေအလုံးဂါဇာကထွက်ပြေးရမယ်။အဲ့ဒီ ထွက်သွားတဲ့သူတွေကိုအီဂျစ်ဂျော်ဒန်နဲ့တခြားတိုင်းပြည်တွေကလက်ခံပေးရမယ်ဂါဇာကိုသူတို့ပြန်လာခွင့်မရှိဘူးလို့ပြောထားတာဖြစ်ပါတယ်ထိုင်းရဲ့ဂါဇာရေးစီမံချက်ကြောင့်အာရပ်နိုင်ငံတွေကတော့ထိတ်လန့်တုန်လှုပ်နေတာဖြစ်ပါတယ်ဂါဇာကမ်းမြောင်အရေးနဲ့ပတ်သက်ပြီးတော့ထိုင်းရဲ့အစီအစဉ်ကိုတံပြန်ဖို့ OIC နိုင်ငံတွေကလည်းထောက်ခံကြပါတယ်ကာဇာကိုသိမ်းပိုက်ဖို့နဲ့ဒေသခံပါလက်စတိုင်းတွေကိုပြောင်းဖို့ထိုင်းရဲ့အငင်းပွားစရာအစီအစဉ်ကိုတံပြန်ကြဖို့အာရဗ်ဖွဲ့ချုပ်ရဲ့အဆိုပြုချက်ကိုအစ္စလာမစ်ပူးပေါင်းဆောင်ရွက်ဖွဲ့ OIC ကထောက်ခံခဲ့ကြောင်းဆိုပါတယ် ကာရိုမာကျင်းပတဲ့အာရဖွဲ့ချုပ်ထိပ်သီးစည်းဝေးမှာ trial season ကိုတံပြန်ဖို့ဆိုတဲ့အဆိုပြုချက်ဟာအတည်ဖြစ်ပြီး၃ရက်ကြာအဖွဲ့ဝင်နိုင်ငံပေါင်း58နိုင်ငံပါဝင်တဲ့ OIC ကဆော်ဒီနိုင်ငံဂျာတာမှာအရေးပေါ်စည်းဝေးခေါ်ယူပြီးနောက်ကြီးကြီးကြီးထဲထောက်ခံလိုက်တာဖြစ်ပါလိမ့်။ပါလက်စတိုင်းအာဏာပိုင်တွေရဲ့အုပ်ချုပ်မှုအောက်မှာရှိတဲ့ဂါဇာပြန်လည်ပြုပြင်တည်ဆောက်ဖို့ trial season ကိုလည်းရှုတ်ချခဲ့ကြပြီးအဲ့ဒီ season အစားထိုးရွေးချယ်မှုဟာအီဂျစ်ကတည်သွင်းခဲ့တာဖြစ်ပါလိမ့်။ OIC ရဲ့ဝန်ကြီးဆင့်ရေပေါ်စီဝေးကနေအီဂျစ်ဆိုပြချက်ကိုလည်းအတည်ပြုခဲ့ပြီးဒါဟာ Arab Islamic Season ဖြစ်လာခဲ့ပြီလို့အီဂျစ်နိုင်ငံသားရဲ့ဝန်ကြီးကပြောပါတယ်။ဒါဟာအင်မတန်ပြည်သဘောဆောင်တဲ့ကိစ္စပါလို့ဆူဒန်ကလည်းပြောပါတယ်။ဂါဇာကိုအမေရိကန်သိမ်းပတ်ပြီးရှေ့လယ်ပိုင်းမြေကြောင်းအဖြစ်ပြောင်းလဲလိုက်ဖို့ခန့်ကအကြံပြုခဲ့ပြီးပါလက်စတိုင်းကိုဒေသခံတွေကိုမောင်းထုတ်မဲ့အစီအစဉ်ဟာတော်တော်လေးကိုစိတ်ကူးညီပြီးတကဘာလုံးဆိုင်ရာ အမျက်ဒေါသထွက်စရာပဲဖြစ်လာခဲ့ပါတယ်။ ကိုင်ရိုမှာတော့အာရပ်နိုင်ငံများထိပ်သီးဆွေးပါဂါဇာပြန်လည်ထူထောင်မှုရန်ပုံငွေတရက်ကိုအာရပ်ခေါင်းဆောင်တွေကကြေညာပြီးဝိုင်းဝန်းထောက်ခံပေးကြဖို့ရန်ပုံငွေထည့်ချဖို့နိုင်ငံတကာအသိုင်းအဝိုင်းကိုတိုက်တွန်းခဲ့တယ်လို့သိရပါတယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။မြောက်ကိုရီးယားက၎င်းတို့ရဲ့တပ်ဖွဲ့ဝင်1500လောက်ကိုရုရှားကိုထပ်မံဆေးလွတ်ထားတယ်လို့တောင်ကိုရီးယားထောက်လိုင်းရေးသတင်းနဲ့အရောက်သိရပါတယ်။တောင်ကိုရီးယားအနာရပါတီ PP Power ပါတီမှလွှတ်တော်အမတ်တွေကမြောက်ကိုရီးယားတပ်ဖွဲ့တွေရုရှားစစ်လို့တဲ့တဲ့တင်ကိုကြီးညာခဲ့တာပါ။ ဖေဖော်ဝါရီလပိုင်းမှာယူကရိန်းစနော်လင်းဖွဲ့ကြီးကခိုင်လောဘူဒါနော့အခြားတောင်ရှိသူတွေနဲ့စီးပွားကိုကိုးကားပြီးသူကပြောပါတယ်ယူကရိန်းစစ်တပ်ကနယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုတွေလှုပ်ဆောင်နေပြီးကားစ်တွေတောင်မှကူညီတိုက်ခိုက်ဖို့မြောက်ကိုရီးယားဟာရုရှားကိုတပ်ဖွဲ့ဝင်1000ဆီလွတ်ခဲ့တယ်ဆိုပါတယ်ဖေဖော်ဝါရီလပိုင်းကတ်စ်နီအသိအနေထားရှိဖို့ထပ်တိုးတပ်ဖွဲ့ဝင်ဆီလွတ်ခဲ့ပါတယ်မြောက်ကိုရီးယားတပ်ဖွဲ့ဝင်3500ခန့်ဟာရုရှားနိုင်ငံရှေ့ဖြားမှရှိတဲ့ဒေသငါးခုမှလေ့ကျင့်နေပါတယ် နော်ကိုရီးယားစစ်သည်၄00ကြာဆုံးပြီး3600ခန့်တည်းအရရှိက300ကိုစေကူတာပြီးရှေ့တန်းပြန်လွတ်ခဲ့တယ်လို့ယူကရိန်းထောင်လိုက်ရေးကအကြောင်းကြားခဲ့ကြောင်းလည်းဆိုပါတယ်။ရုရှားအတွက်တိုက်ခိုက်ပေးနေတဲ့မျောကိုရီးယားတပ်ဖွဲ့တွေဟာဇန်နဝါရီလအတွင်းဆုတ်ခွာသွားတယ်ဆိုပါတယ်။ဖေဖော်ဝါရီလအစပိုင်းမှစတင်ကမျောကိုရီးယားဟာရှေ့တန်းစစ်မှန်ပြင်ကိုတပ်ဖွဲ့ဝင်တွေထပ်မံစေလွတ်ခဲ့တာလို့တောင်ကိုရီးယားထောင်လိုက်ရေးကပြောပါတယ်။လက်ရှိမှာတော့မျောကိုရီးယားဟာအမေရိကန်နဲ့တင်းမောင်းမှုတွေမြင့်တက်နေတာပဲဖြစ်ပါတယ်။ ။ဒီမှာဦးတွေမြင့်တက်နေတယ်ပြင်လဲမြောက်ကိုရီးယားဟာကမ္ဘာလက်ခီးသည်ချိုးတော့ဝင်ဝင်ပြုတ်လိုက်ပါလေ။ဒါပေမဲ့ဝင်ဝင်ပြုတ်လိုက်ပိတ်ပင်လိုက်လုပ်နေတယ်လို့တောင်ကိုရီးယားကပြောပါလေ။မြောက်ကိုရီးယားဟာကမ္ဘာနဲ့ကိုဗစ်ကူးစက်မှုတွေအစပြုပြီးနောက်2020နှစ်စန်းပိုင်းကစပြီးနေဆက်ကိုတင်းကြပ်ပိတ်ထားခဲ့ပါတယ်2023နှစ်လယ်လောက်မှသာအဲ့ဒီပိတ်ဆို့မှုကိုပြန်ဖြေလျှော့ပေးခဲ့ပါတယ် ကဘာလက်ခီးသွားတဲ့ကြောပြက်လက်ခံရေးကိစ္စကိုတော့မြောက်ကိုရီးယားကသတိကြီးကြီးနဲ့ချင်းကပ်ခဲ့ပါတယ်။2024မှာတော့ရုရှားခီးသွားတဲ့ဝင်ဝင်ပြပါတယ်။နောက်နိုင်ငံတွေစီကကဘာလက်ခီးတွေကိုတော့ဖေဖော်ဝါရီလကပြန်လဲပြည်ဝင်ခွင့်ပေးခဲ့ပြီးအဲ့ဒါကလည်းပြုံရဲစီလာကွင်းတော့မရှိပါဘူး။နောက်နိုင်ငံသားကဘာလက်ခီးတွေကမြောက်ကိုရီးယားနိုင်ငံရှေ့ခါကယာဆန်းမြို့အထိပဲသွားခွင့်ရှိပါတယ်။ခုတော့အဲ့ဒီမြို့ကိုသွားရောက်လဲပဲရေးဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီတွေကမြောက်ကိုရီးယားဟာအကြောင်းပြချက်မပေးဘဲခွင့်ပြုချက်ပြန်ရုပ်သိမ်းသွားကြောင်းပြောပါတယ်။ ရုတ်သိမ်းမှုဟာအနောက်နိုင်ငံတွေအတွက်သာမကတရုတ်လိုနိုင်ငံအတွက်ပါကျုံးဝင်ခဲ့ပါတယ်။ပြည်ပနိုင်ငံတွေမှာရှိတဲ့ခီးသွွား agency တွေကမြောက်ကိုရီးယားမိတ်ဖက် agency တွေစီကအကြောင်းအကျအချက်ကိုလက်ခံရရှိခဲ့ပါတယ်။ယာစမ်းမြို့လေးစီသွားရောက်ခွင့်ကိုလည်းအားလုံးအတွက်ပြန်ပိတ်ထားတယ်လို့သိရကြောင်းကြေညာပါတယ်။တရုတ်ကမ္ဘာတစ်ခုဖြစ်တဲ့ KDG တိုးကရာဆန်းကို AB နဲ့မေလာတွင်သွားဖို့စီစဉ်ထားတဲ့ခီးစဉ်တွေအတွက်လက်မှတ်ဖြတ်မှုကိုစိုင်းငံ့ထားမှဖြစ်ကြောင်းအချိန်နဲ့စောင့်ကြည့်ပြီး နောက်ဆက်တွဲကြီးညာချက်ထုတ်ပေးမယ်ဆိုပါတယ်အနောက်နိုင်ငံသားကဘာလက်ခီးတဲ့ချောဟာ9နှစ်လောက်အတွင်းပထမဆုံးကြိမ်ဖြစ်မြောက်ကိုရီးယားကိုလာခွင့်ရှိခဲ့ပါတယ်။ခီးတော့အေဂျင်စီတွေအစိုးရအဲ့တဲ့ဟာကိုဗစ်မတိုင်ခင်ထက်တောင်စက်တဲတဲ့ကန့်သက်ချက်ကိုကြုံခဲ့ရပြီးမျိုးတွေကလမ်းထဲမှာလွတ်လပ်လျှောက်သွားတာဒေသခံတွေရဲ့စကားပြောတာလုံးခွင့်လည်းမရပါဘူး။အထူးကျန်ရည်ရည်နေတဲ့နိုင်ငံရဲ့အဲ့ဒီစိတ်ပိုင်းမှာမိုဘိုင်းဖုန်းနဲ့အင်တာနက်ကွန်ရက်လည်းမရှိပါဘူး။ မြောက်ကိုရီးယားခီးသောအဲ့တဲ့ကိုလည်းလက်ကူကိုထိန်းချုပ်စောင့်ကြည့်ခွင့်ရနိုင်တဲ့အတွက်ရာဆန်းမြို့ကိုပဲတိကျရွေးချယ်ပြီးဖွင့်ပေးခဲ့တာလို့သုံးသပ်မှုတွေရှိပါတယ်။၂၀19ကမြောက်ကိုရီးယားကိုနိုင်ငံခြားခီးသောအဲ့တဲ့၃သိန်းခွဲလောက်ဝင်ရောက်ခဲ့ပြီး60ရာခိုင်နှုန်းကတရုတ်တွေပဲဖြစ်ပါတယ်။နောက်ထပ်သတင်းမျိုးပြောချင်ပါတယ်။ဟင်းဒီဟင်းရွက်တတိယလန်တူရီယာတွေကိုတုံးပြီးဖြော်ဖြေတဲ့အံဆုံးတီဝိုင်ဟာဂေနစ်စံချိန်တင်သွားတယ်လို့သိရပါတယ်။ 29နှစ်တွင်ဂီတဖျော်ဖြေပွဲ344ပွဲဖျော်ဖြေနိုင်ခဲ့ပြီးနောက်မှာတော့ Vegetable Orchestra အတန်းဆုံး TY ဟာဟင်းသီးဟင်းရွက်တတိယဝင်လက်တူရီယာတွေအုံပြုပြီးဖျော်ဖြေပွဲအများဆုံးလုပ်နိုင်တဲ့ TY ဖြစ်ဂင်းနစ်စံချိန်တင်ခဲ့ပါတယ်ဟင်းသီးဟင်းရွက်တတိယဝင်လက်တွေကိုတူရီယာဖြစ်ဖန်တီတီမှုံမယ်ဆိုတဲ့ရွေးချက်နဲ့အတူ1999ခုနှစ်ကဩစတြေးလျနိုင်ငံဘီယင်နာမြို့မှာ Vegetable Orchestra တန်းဆုံး TY စတင်တည်ထောင်ခဲ့တာဖြစ်ပြီးတူရီယာ၁၁မျိုးပါဝင်ပါတယ် အပျော်သဘောနဲ့အဆဖြစ်ခဲ့တာပါဂီတတန်ဖန်နီယမှာဘယ်ပစ္စည်းကအခက်အခဲဖြစ်မလဲဆိုပြီးတွေးမိခဲ့ပါတယ်သူတို့ရဲ့တူရိယာတွေထဲမှာဆိုရင် မုံလာဥကိုအတန်ဖန်ဆက်လို့ထွင်းထုတ်ထားတာကျက်သွုံကိုမက်ဒလင်ဖြစ်ဖန်တီးတဲ့ပုံစံမျိုးတွေလည်းပါဝင်နေဒါပေမဲ့သူတို့ရဲ့တူရိယာတွေဟာ6နာရီလောက်ပဲခံလို့ဖြောပြပွဲတစ်ခုလိုတိုင်းတူရိယာအစ်တေပြန်လဲဖန်တီးရလေးရှိပါတယ် တူရီရလိုရမှာအသုံးမပြုတော့တဲ့ဟင်းသီးဟင်းရွက်တွေကိုတော့ဟင်းကျိုချက်ပြောက်ပြီးပွဲကြည့်ပြိတ္တတွေကိုတဲ့ခင်းအခန့်လေးရှိပါတယ်။သူတို့ဟာဟင်းသီးဟင်းရွက်တတိကုလန်တွေကိုတူရီရဖြစ်အသုံးပြုပေမဲ့တန်ဆုံတရားမှာပေါဝင်ဖြူဖြောက်ဖြစ်သူတွေကတော့တသက်လွတ်သမားတွေမဟုတ်ကြဘူးလို့သိရပါတယ်။နောက်ထပ်သတင်းမှုပြောချင်ပါတယ်။ social influencer အဖြစ်ပြောင်းလဲသွားတယ်။ထိုင်ဝမ်ရဲ့ထောင်ဖောက်ဘီယင်းဆိုတဲ့အကြောင်းပြောချင်ပါတယ်။ ထိုင်ဝမ်နိုင်ငံရဲ့ထောင်ပေါက်ပြင်လို့လူသိများတဲ့ဆူခိုင်ရှိဆိုသူဟာသူ့ရဲ့ပြစ်ဒဏ်ထောင်ဒဏ်52နှစ်လာမှာ Green Island အကျဉ်းတော်ကနေရှစ်ကျင်တနေအောင်မြင်စွာထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။အသက်85နှစ်ရှိပြီဖြစ်တဲ့သူဟာသူ့ရဲ့နာမည်ကြီးထောင်ပေါက်ပြင်မှုက1981မှာဖြစ်ခဲ့တာပါ။သူကအဲ့ဒီချိန်တုန်းကထွက်ပြေးလွတ်မြောက်ဖို့သပင်းအတုနဲ့မျိုးသမီးတယောက်လိုဝတ်ဆင်ခဲ့ပါတယ်။သူထွက်ပြေးလွတ်မြောက်သွားတော့ထောင်ဖုံးဆက်ပြီးငါကောင်းရှုံမှာရောက်နေပြီ Green Island မှာငါ့ကို အာကုန်ခံပြီးရှောင်းမနေနဲ့တော့တော့ဖုံးဆက်ပြောပါတယ်။သူ့ရဲ့ရာဇမှုဟာသူ့သက်၁၄နှစ်မှာစတင်ခဲ့တာပါ။သူဟာရာဇမှုခံရအဓိကကြတဲ့ပုံကိုလည်းဖြစ်ပါတယ်။သူ့ကိုဖမ်းမိပြီးထောင်မချခင်ကတော့သူ့ရဲ့ခိုင်းဟာထိုင်ဝမ်တဝမ်ကလဝိယရနာဆိုင်ပေါင်း50ကျော်ကိုဓမြတိုက်ခဲ့တဲ့ဓမြခိုင်းပါ။သူခုတော့သူဟာလူမဲ့တဲ့၄နှစ်ကထောင်ကနေလွတ်မြောက်လာပြီးကတည်းကသူ့ဘဝသူ့ရာဇမှုဆိုင်ရာဖွင့်ဟချက်တွေနဲ့ထောင်ဖောက်ပြင်းမှုကြောင့်လည်းပုံမှန်မျှဝေပေးတဲ့ social media influencer ဖြစ်လာပါလေ။ ကောင်းဝိုင်အုတ်ထုတ်ဝတ်ဆင်လေးရှိတဲ့သူဟာလူအဖွဲ့အစည်းတွင်ပြောင်းလဲနေထိုင်မှုခက်ခဲတဲ့ခြေရင်ရှိလို့ထောင်ထဲပြုတ်ဝင်မှုတော့မတွေ့ဘူးပါလေထောင်ထဲမှာဆိုအစားအသောက်နဲ့နေစရာပူစူပူစရာမလိုဘူးလို့သူကဆိုပါလေသူထောင်ကလွတ်မြောက်ပြီးမကြခင်ထိုင်ဝမ်ဒေါ်လာ3ပန်းနဲ့လိမ့်လဲခံရတယ်လို့ပြောပါလေအမေရိကန်မော်လီထိုင်နဲ့သူ့ညီမနှစ်ယောက်နဲ့ပြန်ဆုံစည်းတဲ့ခိုက်တန်ကိုလည်းဗီဒီယိုရိုက်မှတ်တမ်းနေခဲ့ပါလေသူ့ညီမတွေကိုမတွေ့ရတာနှစ်90ကျော်ပြီဖြစ်ပြီးသူတို့နဲ့ပြန်လဲဆုံခွင့်ရတာဟာထောင်ဖောက်ပြရတဲ့ပို့ပြီးစိတ်လုံးရှာစရာကောင်းတယ်လို့သူကပြောသွားပါလေ